သူစနေရမွေးမနဲ့တူတယ်။တော့သူအိမ်အောင်ကြမလဲကိုလိုက်ရှာနေတာပေါ့နော်။အခုတော့ဈေးပောက်သွားပြီဆိုတော့ငွေရမှာပေါ့။ဒီပတ္တနာနဲ့လည်းကိုနဲ့ကတိနေခင်နေရပြတ်ညီမလေးနဲ့ရတယ်ခင်နေတော့အရန်အေးတယ်သူတို့နှစ်ယောက်လိုက်ဖတ်တယ်။တကူကအဲနှစ်ယောက်စလုံးအရှုံးမြေကြပေါင်းပါစီလို့ဆူတောင်းပေးပါတယ်ပြီးတော့ခလေးလေးဟိုစနေရလောက်မွေးပေးပါအောင်လို့ဘာဖြစ်စော်အဲ့ဇာကောင်မှတ်မိထားတဲ့အတွက် ကလေး12ရောက်မွေးမယ်လို့ပြောထားတဲ့အတွက်ကလေး12ရောက်မွေးပေးပါလို့ပြောချင်ပါတယ်။အစ်စတော်ပြည့်ကိုပြည့်ရမယ်။ဘာလို့ဆိုကိုရဲ့ဗလဲဟိုကလေးမွေးပေးခြင်းမှာလာတဲ့အချိန်မှာပိုင်ပြောခဲ့တဲ့စကားလေ။သူ့လက်ကျရင်12ရောက်မွေးမယ်တဲ့။ကြည့်မယ်လေ။ကြည့်မယ်။ဟုတ်ဟုတ်ဟုတ်။ ကိုလမ်းစဉ်လိုက်တော့ပေါ့နော်ဒါဝင်လာသူစနေရမွေးမယ်နဲ့တူတယ်အဲ့ကြောင့်လေးပြောပြပါဦးပိုင်ကတော့ပိုင်တို့မင်္ဂလာဆောင်လည်းဖိတ်ထားပါတယ်အာသူတို့ပွဲလေးလည်းတက်ဖို့ရှိပါတယ်ဆိုတော့အာဘယ်လိုပြောရမလဲတကယ်ချင်းနေကလေတကယ်ချင်းနေမှာကိုပြီးွားတော့သူပဲပြောရမလားမသိဘောနော်အဲ့တော့တရက်တော့ဆိုလည်းမကြတယ်နော်အဲ့တော့သူတို့ကသူအိမ်အောင်ကြမလဲကိုလိုက်ရှာနေတာဘောနော်အခုတော့ ဈေးဥပောက်သားပြီဆိုတော့ငွေရမှာပေါ့နောက်ရမှာပေါ့အခွေရမှာပေါ့ဒါပေမဲ့အဓိကတော့သူတို့ဒီအရွယ်ကအိမ်တော်ပြုတ်တဲ့အရွယ်တစ်ခုကိုရောက်လာပြီဆိုတဲ့အတွက်ကြောင့်မလို့ဟိုသူရွေးချယ်တဲ့အရာလည်းမှန်ကန်တယ်နောက်တစ်ခုကဟိုပိုက်ရဲ့ဟိုဒီပတ်တနာနဲ့လည်းကိုနဲ့ကတိနေခင်နေတဲ့အတွက်ညီမလေးနဲ့ကလည်းခင်နေတော့အရန်အေးတယ်သူတို့နှစ်ယောက်လိုက်ဖတ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဟိုဘယ်လိုခေါ်မလဲကိုတငယ်ချင်းကိုပဲကိုကတစ်ခုပဲတာဝန်ကြီးပေါ့ တာဝန်ကြီးရမယ်ပေါ့နော်ဆိုတော့ကိုကအိမ်တော်ဦးစီးစားဖြစ်လာဆိုတာဝန်ကြီးရတော့မယ်ဒါတွေပဲဟိုကိုကမှာကျင်တာကျင်တဲ့ကိစ္စ तू လဲလုံး तू လဲလုံးနိုင်မှာပါဘာလို့ဆိုတော့ तू အရင်ကတည်းကလည်းဒီဒီဒီသူ့မိသားစုမှာ तू ကတတော်တာဝန်ကြီးရဲ့သားတယောက်ဆိုတော့ဟိုချွတ်ချွတ်ချွတ်တော့တို့တန်တရာပြောစရာမရှိဘူးဟိုညီမကတော့တို့မိင္းဆောင်တတ်မယ်ပေါ့အဲမနေ့ကညကတော့မှ तू မနဲ့လေမိချင်းနဲ့တော့ဖုန်းပြောပြပါလေမိချင်းကိုလည်းပြောလိုက်တယ်นี่มันกระซังใจเลยนะงาตัดเลยเนี่ยปัตนาก็จ๋าเลยโหญาติมาเลยสมัยอ่ะ အရန် smile လို့သူညီမတို့က just know လဲခေါ်ကြပါဆိုသူကလေအရန်အေးဆေးတယ်ပြောလေအပူမယူသူပုံစံကလေကိုတော့အပူတယ်ရုပ်ပေါက်သေးတာသူပုံစံအရန် sample တော်တော်လေးအဆင်ပြေရလို့ကန်စားလို့ရတယ်ပြီးတော့နောက်တစ်ခုကလေဟိုဒုတိယမှာလေရှိတဲ့နဲ့သူသူသူ့ကိုလည်းကိုက respect ရှိရပေါ့အငယ်ဆိုတော့လေသူကလည်းအကြီးတယောက်အနေနဲ့ respect ရှိရဲ့အဲ့တော့ဘာမှပြောစရာမရှိပါဘူးစကားကလေးကတော့ကြီးလိုက်ကလေးကနှစ်ယောက်စလုံးကရမ်းချစ်တယ်ဟိုချစ်တယ်ဆိုတော့တငယ်ချင်းကတစ်ဖက်ကကြတော့တငယ်ချင်းပေါ့ အမှန်တိုင်းပဲတော့စမိုင်းကိုဘူးချစ်တယ်စမိုင်းကိုဘူးချစ်တယ်ဘာဖြစ်လို့စမိုင်းကိုအမြဲတမ်းပြောမှုလေအမခလေးမွေးလို့ရှိရင်လို့ခလေးမွေးလို့ရှိရင်လို့နင်တို့နှစ်ယောက်လာကြည့်တိတ်ကောင်းပါပဲလို့ပြောခဲ့ဘူးလေအဲသူတို့နှစ်ယောက်ဂရီတိုင်းပေါ့နော်အဲပြီးတော့ခလေးရဲ့တရားပြေတော့လည်းသူတို့လာပေးတယ်အာဒီနောက်ပိုင်းကျတော့ပိုင်လဲမအားရနဲ့ဆိုတော့အဲဒီအိမ်တက်တော့လည်းစမိုင်းကြီးကတက်ပေးတယ်အဲပိုင်ကမအားရနဲ့ပါလဲဆိုတော့ပိုင်နဲ့ကိုနဲ့ကတငယ်ချင်းသာဖြစ်တာဟိုတိတ်ပြီးတော့မတွေးပြဘူးပေါ့ smile နဲ့တွေ့ပြမယ် smile ဟိုဒီမေချစ်တို့နဲ့တွေ့တယ်ဟာမေချစ်တို့နဲ့တွေ့တယ်ရှမုံမျိုးတို့နဲ့တွေ့တယ်ဒီလောက်ပါပဲဟုတ်တယ်ထုံပွဲနဲ့မေချစ်စေပွဲတော့စောင့်နေပါတယ်ထဲတော့ဘယ်တော့လဲလို့မေးမေးပါအောင်ဒီကနေဆယ်ဟိုမညာပေါ့နော်ပိုင်ဒီဟိုဘယ်လိုပဲဖြစ်ဖြစ်အိမ်အောင်စီးဖြစ်လာပြီကိုဒီဟိုရကြကတောက်ပြတတ်ဖို့လိုတယ်နောက်တစ်ခုကဟိုတာဝန်ကျေဖို့လိုတယ်ပေါ့အိမ်အောင်စီးဆိုရင်တာဝန်ကျေဖို့လိုတယ်အဲ့တော့ စမိုင်းဘောကိုကျင်ကျင်နနာလေးတသက်လုံးအခုလည်းကျင်နာပါတယ်တသက်လုံးကျင်ကျင်နနာလေးရှိပြီးပါလို့နောက်တစ်ခုကအဲနှစ်ယောက်စလုံးရှုံးမြေကြပေါင်းပါစီလို့ဆုတောင်းပေးပါတယ်ပြီးတော့ခလေးလေးဟိုဆက်နှစ်ယောက်လောက်မွေးပေးပါအောင်လို့ဘာဖြစ်စောအဲ့စကားမှတ်မိထားတဲ့အတွက်ခလေးဆက်နှစ်ယောက်မွေးမယ်လို့ပြောထားတဲ့အတွက်ခလေးဆက်နှစ်ယောက်မွေးပေးပါလို့ပြောချင်ပါအဲ့စတော့ပြည့်ကိုပြည့်ရမယ်ဘာလို့ဆိုကိုရဲ့ ဗလဲဟိုခလေးမွေ့မွေ့ပြီးချင်းမှာလာတဲ့အချိန်မှာပိုင်ပြောခဲ့တဲ့စကားလေသူ့လက်ကျန်ဆနေရမွေးမယ်တဲ့ကြည့်မယ်လေကြည့်မယ်ဆနေရစမိုင်းတော့တနာပါဘာဟုတ်ကျေးဇူးများတင်ပါတယ်ရှင်